ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ခီးသွားတဲ့အခါမှာလေလက်မှတ်တွေကိုဘယ်လောက်ထိကျုပ်ဖြတ်တင်လဲဟိုတယ်ဘူကင်တွေကိုဘယ်လောက်ထိကျုပ်လုပ်တင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်အရေးကြီးဆုံးချက်ကတော့ကျွန်တော်တို့ခီးသွားမဲ့ရက်ကိုတတ်မှတ်ရမှာဖြစ်ပါတယ်စိတ်ကူးပေါက်မှထပြီးတော့သွားမယ်ဆိုရင်တော့ကျွန်တော်တို့မကုံတင်တာလေပို့ပြီးတော့ကုံကြသွားနိုင်ပါတယ်ကျွန်တော်နဲ့ထပ်ဤနေဆိုရင်ကျွန်တော်တို့ကပုံမှန်ခီးတွေဟိုးရင်တော့ဆိုရင်လဲဒါတစ်နှစ်ကိုအနည်းဆုံး၃ရက်ကနေ၅ရက်ကျွန်တော်တို့ဘီမခီးသွားလေးရှိပါတယ်အခုနောက်ပိုင်းမှာလည်းကျွန်တော်တို့ခီးတွေပြန်ပြီးတော့ သွားသွားဖို့အကြောင်းအရာတွေကျွန်တော်တို့ဖြစ်လာခဲ့ပါတယ်အဲ့တော့ခီးသွားတဲ့အခါမှာကျွန်တော်တို့လင်းလက်မှတ်ကိုကျွန်တော်အနည်းဆုံးကျွန်တော်၃လကြိုပြီးတော့လင်းလက်မှတ်ဖြတ်ပါတယ်အဲ့ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဇင်ဘာမှာကျွန်တော်တို့သွားမယ့်ခီးစဉ်တစ်ခုရှိပါတယ်ကျွန်တော်ဒါနဲ့နဲ့ဝိုင်းအင်းမှာကျွန်တော်တို့၁၀ရက်လောက်ကျွန်တော်တို့နေဖို့စီစဉ်ထားပါတယ်ဒါ New Year မှာပေါ့နော်အဲ့တော့ New Year အတွက်ကျွန်တော်တို့ခီးစဉ်တွေဖြတ်တဲ့အခါမှာအရန်ကျွန်တော်တို့ခီးသွားကာလာဖြစ်တဲ့အတွက်အရန်ကြက်ပါတယ်အရန်လည်းခက်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့လင်းလက်မှတ်ကို ကိုးလပိုင်းကကျွန်တော်ကြိုပြီးတော့ဖြတ်ထားတာဖြစ်ပါတယ်။ကိုးလပိုင်းကလိန်လက်မှတ်ကိုဖြတ်ထားတဲ့အခါမှာကျွန်တော်တို့အသွားပြန်လိန်လက်မှတ်ဇီးနှုန်းကအဲ့ဒီတုန်းကရှိဆိုရင်ဒါကိုးသိန်းဝင်းကျင်ပဲကျွန်တော်ကြားတင်တာဖြစ်ပါတယ်။တအူးကိုကိုးသိန်းဝင်းကျင်ကြားတင်တာဖြစ်ပါတယ်။အဲ့တော့အခု new year ရောက်ဖို့အတွက်ကျွန်တော်တလားလောက်အလိုမှာကျွန်တော်တို့အဲ့ဒီရက်အတိုင်းပဲကျွန်တော်တို့လိန်လက်မှတ်ကိုပြန်ကြည့်တဲ့အခါမှာတော့ကျွန်တော်တို့73သိန်းအောင်မှာလိန်လက်မှတ်ပွဲလို့မရတော့ပါဘူးအဲ့တော့14သိန်း14သိန်းပွဲ14သိန်းဝင်းကျင်မှာကျွန်တော်တို့အသွားပြန်လိန်လက်မှတ်တစ်ဆောင်က ဲဒီလိုမျိုးဈေးနှုန်းတွေမြန်မာလာတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့လိန်လက်မှတ်ကို3လလောက်ကျွတ်ဖြတ်ထားခြင်းအပြင်ကျွန်တော်တို့တအူးကို၄သိန်းလောက်ကျွန်တော်တို့ပို့ပြီးတော့တက်တာသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့လိုမျိုးပဲလိန်လက်မှတ်ဖြတ်ပြီးတဲ့အခါမှာကျွန်တော်တို့ဟိုတယ်ဘူကင်ကိုကျွန်တော်တို့ဆက်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဟိုတယ်ဘူကင်လုပ်တဲ့အခါမှာလည်းကျွန်တော်တို့သုံးမဲ့ဘတ်ဂျက်နဲ့ကျွန်တော်တို့လိုချင်တဲ့ facility ကျွန်တော်တို့လိုချင်တဲ့နေရာကိုရရှိနိုင်မှုဆိုတာကလည်းဒီလိုခီးသွားတဲ့ကာလမျိုးမှာကျွန်တော်တို့ကကြိုတင်ဆောင်ရွက်ထားရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်မှာဖြစ်ပါတယ် ဲ့တော့လိမ့်လည်းမဖြတ်မယ်လိမ့်လည်းမဖြတ်ပြီးရင်ကျွန်တော်တို့ကဟော့တဘိုကင်ကိုတခါတည်းလှုပ်ဆောင်ရမယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဟော့တဘိုကင်ကတော့ပုံမှန်ဆိုရင်တစ်လခွဲနှစ်လလောက်ကြိုလုပ်မယ်ဆိုရင်တော့ဒါဟိုအခက်အခဲမရှိနိုင်ပါဘူးအဲ့တော့လိမ့်လည်းမကိုကျွန်တော်တို့ကတော့အနည်းဆုံး၃လလောက်ကြိုပြီးတော့ဖြတ်တင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့ ပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာကြီးသွားတဲ့အခါမှာလေးလည်းမဟုတ်အနည်းဆုံး၃လောက်ကြည့်ဖျက်ရမယ်ပြီးတာနဲ့ကျွန်တော် hotel booking ကျွန်တော်နေမယ့်နေရာကျွန်တော်တောင်းမယ့် budget ကျွန်တော်လိုချင်တဲ့ facility ပေါ်မှာကျွန်တော်တို့ကြည့်ပြီးတော့ hotel booking ကိုတစ်ခါလေးလုံဆောင်ထားမယ်ဆိုရင်တော့မကုန်ကြတဲ့ငွေတွေမကုန်ကြပဲနဲ့ပေါ့ပေါ့ပွားပွားနဲ့ free and easy ကျွန်တော်တို့ကြီးသွားနိုင်မှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုဒီနေ့ပြောပြပေးတာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်